ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့မှာငွေရဘေးအကြောင်းအရာလေးကိုဖတ်ပြပေးခြင်းလဲဆိုတော့ပေါ့နော်ကြောက်စိတ်ဆိုတဲ့အကြောင်းလေးကိုငွေဖတ်ပြပေးခြင်းပါရဲ fears ပေါ့နော်အဲ့တော့ငွေတို့ကလေလူရင်းဘောမှာပေါ့နော်ဒီလာဟိုအမြင်တန်းကွာတစ်ခုမဟုတ်တစ်ခုကိုတော့ကြောက်စိတ်တွေရှိကြတယ်ပေါ့လေအဲ့လိုမျိုးပေါ့နော်တက်ရှိခြင်းတူတူတောင်ဆိုရင်တောင်မှလူသားတွေမှာကြတော့ငွေတို့မှာကြောက်စိတ်ဆိုရဲပေါ့နော်ငါဆိုလဲအကစိတ်ပေါ်မှာမူတည်ပြီးတော့အခြေခံနေရာကိုတွေးရတယ်ပေါ့လေအဲ့တော့ငါ့ကိုအထိမှကြောက်တယ်ငါမရမှကြောက်တယ်ငါတိမ်မှကြောက်တယ်ငါမလောက်တော့မှကြောက်တယ်စသဖြင့်ပေါ့လေ ငါသားငါသမီးငါမိမငါမိသားစုစသဖြင့်ပေါ့နော်ငါရဲ့အလုတ်ကိုင်းဆိုရဲအရာရင်နဲ့ငါနဲ့တွဲလိုက်တဲ့အခါမှာစိုးရိမ်ပူပန်စိတ်တွေနဲ့ကြောက်စိတ်တွေဖြစ်ပေါ်လာတယ်ပေါ့နော်ငွေတို့အားလုံးမှာကြောက်စိတ်ဆိုရဲဖီယာကြောက်စိတ်တွေရှိရပေါ့လေအဲ့တော့ငွေကတော့ငွေကတော့ဒီကြောက်တယ်ဆိုရဲခံစားချက်ကြီးကိုငွေကတော့မကြိုက်ဘူးကွယ်အဲ့တော့ငွေတငယ်ချင်းတော့မတစ်ခေါက်ပြောဘူးသေးရနေရတဲ့ဘာမှမကြောက်ဘူးတဲ့လောကကြီးမှာနေကြောက်တဲ့ရဆိုဘာမှမရှိအမှန်တကယ်တော့လေဒါကတော့ဘာလို့မဆိုတော့ဟိုကြောက်စိတ်ဆိုတာကတော့သူ့ဟာနဲ့သူပေါ့နော်တကူကတကူကြောက်တာ ဆုံးဆုံးမအောင်ကြောက်တာအများကြီးရှိရပုံလေဒါပေမဲ့ရှိရကြောက်စိတ်ကိုကိုယ်ကဖျောက်တတ်ဖို့လိုရပေါ့နော်အဲ့တော့တချို့လူတွေမှာဆိုရင်လည်းတစ်နေ့တစ်နေ့ပေါ့လေစိတ်မလုံခြုံမှုတွေခြားရဲမှာအကြောက်တရားတွေခြားရဲမှာစိုးရိမ်ပူပယ်မှုတွေနဲ့အနည်းနဲ့အများဆိုပြီးတော့ရှိတတ်ကြရပေါ့လေအဲ့တော့တချို့တွေဆိုရင်အလုံးမမီမှာကြောက်တယ်တချို့တွေဆိုရင်အစည်းအဝေးလုံးနေနဲ့အင်တာနက်ပြတ်မှာကြောက်တယ်တချို့တွေဆိုရင်ရုံးနောက်ကြောက်မှာကြောက်တယ်တချို့တွေဆိုရင်ဟိုတည့်ရမှာ အေးမွားမှာကြောက်တယ်စသဖြင့်ပေါ့လေအလုံးအစင်မပြေမှာကြောက်တယ်စသဖြင့်ပေါ့ကြောက်စိတ်တွေအမျိုးစုံရှိကြရပေါ့လေအဲ့ဒီကြောက်စိတ်ပူပန်စိတ်တွေကနေပြီးတော့ပေါ့နော်ကိုကနေပြီးတော့တစ်တစ်လေးကနေပြီးတော့အကြီးအကြီးအများကြီးရှိရပေါ့လေအဲ့တော့ငွေတို့ကလည်းမတေချာမှုတွေခြားရမှာပေါ့နော်တေချာနိုင်တဲ့လောက်တေချာအောင်အတက်နိုင်ဆုံးငွေတို့ကအကောင်းဆုံးထိုးစားပြီးတော့နေစဉ်ဖြတ်တန်းနေကြရရပေါ့လေအဲ့တော့ဘာသာရေးရမှာဆိုရင်လေတချို့တွေဆိုရင်အဒိဋ္ဌံတွေဝင်နေရုပ်ဖတ်တွေစူတောင်းနေတောင်းကြရပေါ့နော်ဒါရီအားလုံးကငွေတို့အတွက် စိတ်လုံခြုံမှုကိုရဖို့အတွက်ကိုလုပ်နေကြတာဖြစ်တယ်ပေါ့လေဒါတွေအကုန်လုံးကငွေတို့အတွက် secure ဖြစ်ဖို့ကာဝေးနေကြတဲ့အရာတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်နဲ့မိစေတယောက်ကပေါ့နော်စိတ်တော်ရလည်းကောင်းတယ်သူကအလူတန်းလည်းပြတ်တယ်လို့မရှိဘူးတကယ်ကိုသူကလူကောင်းလူတော်တယောက်ဖြစ်တယ်ပေါ့နော်သူမှာကုသိုလ်ကံတွေဆိုလည်းအများကြီးရှိတယ်ဒါပေမဲ့မမျော်လင့်ထားမယ်နဲ့ပေါ့နော်တည့်ရက်မှာသူကသူ့ရဲ့ဘဝမှာအရာအလုံးကိုဆုံးရှုံးမရရပေါ့နော်ဒုက္ခတွေရောက်သွားတဲ့အခါမှာတဲ့ 哎呀，最近俺偏帮侬，没路、啊，我弄的，毕设办的嘛。 ကောင်းမှုကုသိုလ်ရေးထဲတဲ့အတိတ်ဘဝကနေပြီးတော့အအင်းအားကြီးမှရအကုသိုလ်ကံတွေလွှမ်းမှုလာတဲ့အခါမှာအခုဒီမှာရှိနေတဲ့ဒီဘဝမှာရှိနေပြုလုပ်ထားတဲ့ကုသိုလ်ကံတွေကနေပြီးတော့ပေါ့နော်မဟုတ်မဖြစ်နိုင်ဘဲနဲ့အကုသိုလ်ကံတွေကနေကြီးဆိုးပြီးတော့သူအဆင်မပြေဘဲနဲ့ဒုက္ခရောက်သွားရပေါ့လေအဲ့တော့တချို့ကံတွေကကြတော့လေလေးဒီလားအဟောတိကံဖြစ်သွားတာအများကြီးရှိတယ်အဲ့တော့လေကုသိုလ်နဲ့အကုသိုလ်မှာဆိုရင်အကုသိုလ်ကကုဆက်တယ် ကုသိုလ်ကဒီမှာတော့ငွေပြောချင်တာလေကုသိုလ်ကကိုလုံးရင်လုံးနိုင်တယ်လို့ရတယ်ဆိုတာမှန်ပေမဲ့တချို့ကုသိုလ်ကံတွေဒီအဟောတိကံဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့အကုသိုလ်ကံမကြီးမအောင်ငွေတို့ကလုံးယူထားဖို့လိုရပေါ့လေအဲ့ဒါလေးကိုလည်းပြောပြပေးထားတာပေါ့နော်အဲ့တော့ငွေတို့ကတောက်စိတ်မှာငါဆိုတဲ့စိတ်ကြီးကက်နေတဲ့ရွေးပေါ့နော်ငါဆိုတဲ့အတ္တဆွေးကြီးကိုမဖြုတ်နိုင်သေးသေးတဲ့ဒီဟိုအကုသိုလ်ကံတွေဆိုတာပါလာနေအောင်မှာပဲပေါ့လေအဲ့တော့ကြောက်စိတ်ပေါ်လာလို့ရှိရင်ကြောက်နေတာကို ိလိုက်ပါတဲ့ကိုယ့်ရဲ့ဘေးနားမှာပေါ့နော်အေးအေးရှိလားအပူလိုင်းရှိလားစသဖြင့်ပေါ့လေကိုယ်ဆွဲမြင်နေတဲ့အရာတွေကဘာတွေလဲကိုယ့်ဘေးအရာတွေကမကောင်းတဲ့ negative energy ကိုဆွဲမြင်နေရလဲဆိုပြီးတော့ကိုယ့်ရဲ့စိတ်ကိုကိုယ်နားလည်အောင်သိချာလေးပြန်ပြီးတော့စမ်းစစ်ပြီးတော့သုံးသပ်ဖို့လိုတယ်ပေါ့နော်ကိုယ့်ရဲ့နေ့စဉ်ဘဝမှာပေါ့လေကိုယ့်ရဲ့ လှုပ်ဆောင်နေတဲ့အရာတွေမှာကိုယ့်ရဲ့ဖြစ်ပေါ်နေတဲ့စိတ်တွေမှာကိုယ့်အစီမှာဘယ်အရာတွေကကြီးဆိုးနေလဲဥပမာကုသိုလ်တွေအကုကံတွေကများနေလားအကုသိုလ်ကံတွေကများနေလားဆိုတော့ကိုယ့်ကိုအမြဲစမ်းစမ်းစစ်ဖို့လိုပါတယ်အဲ့တော့ပေါ့နော်ငွေရိုးရဲ့ဘဝမှာစိတ်အတွေးအနဲ့ငွေရိုးကဖြတ်သန်းနေချရတာဖြစ်တယ်ပေါ့လေအဲ့တော့ကြောက်နေလေအလကားပဲဘယ်အရာတွေပဲဖြစ်ဖြစ်တဲ့ကာကွယ်ထားဖို့ဆိုတော့တဲ့ဘယ်ရမှတားဆီးလို့မရအောင်ကွာဘယ်ရမှတားဆီးလို့မရအောင်ပြင်းတရားဆိုလဲတားဆီးလို့မရအောင်အဲ့တော့ဘာပဲဖြစ်ဖြစ်ကြောက်နေစရာမလိုဘို့လေ ပြီးတော့လဲငါကြောက်လိုက်တာငါဆိုရဲအဆွေယူထားနေတယ်ဒါဒီဒါဟိုအတ္တစိတ်ကြီးကိုမဖြုတ်နိုင်သေးဘူးပေါ့နော်ဒီကနေပြီးရုံထွက်နိုင်မှာမဟုတ်ဘူးပေါ့ဒီအဲ့အလိုလဲတစ်ခါရှင်းပြထားပေးရပေါ့နော်အဲ့တော့ မလို့စီမှာဘယ်လိုမျိုးတွေအဆင်မပြေရပြီးဖြစ်နေဖြစ်နေပေါ့နော်ဘယ်လိုလွမြောက်ရမလဲဆိုရဲအရာကိုဘယ်လိုဒီကနေပြီးလွမြောက်နိုင်အောင်ကြိုးစားရမလဲဆိုရဲနီးလဲနေကိုငွေရရှောက်ပွေဖို့လိုတယ်လို့ပေါ့လေငွေတို့အားလုံးကတဲ့တဘာဝခီးတော့တန်တရာခီးတော့ရဖြစ်တယ်ပေါ့နော်အဲ့တော့ငွေတို့ရဲ့ဘဝမှာကိုက်ညီတဲ့အခြေအနေတွေကိုငွေတို့ရဲ့ကံတရားတွေကနေပြီးရေးချွဲပြီးခဲ့တာဖြစ်ပါရဲ့အဲ့တော့ငါဖြစ်ချင်တာတွေလည်းဖြစ်မလာဘူးဆိုရင်အနတ္တသဘောကိုလည်းသိထားဖို့လိုတယ်ပေါ့လေအဲ့တော့လောကကြီးမှာဖြစ်ပြင်းပြက်မှာပဲပြက်ပြင်းဖြစ်မှာပဲအရာအားလုံးကမတိမြဲဘူးအနေ င်းစားဆိုတဲ့သဘောတရားကိုငွေရောအကောင်းကောင်းလေးနားလည်ထားဖို့လိုရပေါ့နော်အဲ့တော့ဒီနေ့လေးမှလည်းငွေရဒီကြောက်စိတ်ဆိုတဲ့အကြောင်းလေးရှင်းပြပေးရပါပေါ့လေအဲ့တော့ဒီသဘောတရားကိုသိနေရဆိုရင်လည်းကြောက်စိတ်ကနေလည်းလွတ်မြောက်နိုင်ရပေါ့နော်အဲ့တော့ငွေရဒီမှာဗာလေးပြောပြပေးခြင်းလဲဆိုတော့လူတိုင်းမှာကြောက်စိတ်ဆိုတဲ့တရားရှိတယ် ်မကြောက်တဲ့ဘူးဆိုတာမရှိဘူးဘလူးမဆိုကွာဒီကတေးရမှလည်းကြောက်တယ်နာမှကြောက်တယ်ဟိုအဆင်မပြေမှကြောက်တယ်စသဖြင့်ပေါ့လေငွေတို့ရဲ့ဘဝမှာအဆင်မပြေမှုပေါင်းများစွာနေ့တစ်လူမှာဖြစ်သိမ်းပြီးကြိုးစားနေရတဲ့အခါမှာလူတိုင်းမှာကြောက်စိတ်ဆိုတဲ့အရာရှိပါတယ်အဲ့ဒီကြောက်စိတ်ဆိုတဲ့အရာကိုငွေတို့ကနေမှအကောင်းဆုံးပေါ့နော်ဘလူးကနေဘလူးဖြစ်နေလဲအတုံးချပြီးတော့ကိုကဒီကြောက်စိတ်ကနေမှ ဒီတန်တရာကြီးကနေလွတ်မြောက်ဖို့အတွက်ဒီကြောက်စိတ်ကိုလည်းဖယ်ရှားဖို့လိုပါတယ်တဲ့ဆိုပြီးတော့လေပြောပြပေးထားရပေါ့နော်အဲ့တော့ဒီနေ့လေးမှာဒီကြောက်စိတ်လေးနဲ့ပတ်သက်ပြီးငွေရှင်းပြပေးရဖြစ်ပါတယ်အားလုံးပဲပေါ့နော်ဘလို့အရာတွေကနေပဲဖြစ်ဖြစ်ပေါ့လေအကြောက်တရားတွေကနေကင်းဝေးပြီးတော့ကောင်းမွန်တဲ့ဘဝတွေကိုလည်းပိုင်ဆိုင်နိုင်ပါစေလို့ငွေဆုတောင်းပေးပါတယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုပြန်တွေ့ပါမယ်ရှင်တတ်တာ